ကျိုင်းတုံမြို့၌မြန်မာနိုင်ငံမဲခေါင်မြို့ဝန်းဒေသအတွင်းရှိတဘာဝစေဘဝင်အပင်မျိုးစိတ်များစုဆောင်ခြင်းပြိုးထောင်ခြင်းပြုစုထိန်းသိမ်းခြင်းဤပညာဆိုင်ရာသင်တန်းအလုံယုံဆွေးနွေးပွဲကျင်းပတဲ့တွင်ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပင်နယ်ရှိပိုင်းကျိုင်းတုံမြို့၌မဲခေါင်လန်ချန်ပူပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ2023အစီအစဉ်ဖြင့်ဆောင်ရွက်လျက်ရှိသည့် MLC Medical Plan စီမံကိန်း၏ တဘာဝစေဘဝင်အပင်မျိုးစိတ်များစုဆောင်းခြင်းပြိုးထောင်ခြင်းပြုစုထိန်းသိမ်းခြင်းဤပညာဆိုင်ရာသင်တန်းအလုတ်ယုံဆွေးနွေးပွဲကိုဇူလိုင်လ၁ရက်နေ့နဲ့၉နာရီကရှမ်းပြည်နယ်ရှေးပိုင်းတစ်တော်ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးရုံးအစည်းအဝေးခမ်းမတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။ဦးစွာရှမ်းပြည်နယ်ရှေးပိုင်းတစ်တော်ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဦးအောင်မျိုးခိုင်ကသင်တန်းအလုတ်ယုံဆွေးနွေးပွဲကျင်းပရသည့်ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ကရှမ်းရှိအဖွဲ့ဝင်နှင့်ဦးမင်းညိုကမြန်မာနိုင်ငံမဲခေါင်မြင့်ဝမ်းဒေသအတွင်းရှိတဘာဝစေဘဝင်အပင်မျိုးစိတ်များစင်ဆက်မပြတ်အသုံးပြုခြင်းထိမ့်သိမ်းကာကွယ်ခြင်းနှင့်ပတ်သက်၍ဆွေးနွေးပြောကြားခဲ့ပါသည်ထို့နောက်တတော်ဦးစီးဌာနတတော်သူတည်တနာဌာနရည်စင်းမှဒေါက်တာမူမူအောင်ကမြန်မာနိုင်ငံမဲခေါင်မြင့်ဝမ်းဒေသအတွင်းရှိတဘာဝစေဘဝင်အပင်မျိုးစိတ်များကွင်းစင်းစုဆောင်ခြင်း စိုက်ပျိုးပြုစုခြင်းဌာနေတိုင်းရင်းစည်းဆရာများနှင့်တွေ့ဆုံမေးမြန်းခြင်းမှာသူတည်တနာပြုလေးလာဖော်ထုတ်မှတ်တမ်းတင်ထားရှိသောစေဘဲဝင်အပင်မျိုးစိတ်များ ရှင်းလင်းဆွေးနွေးခြင်းဒေါက်တာတီရာဆွေကစေဘဲဝင်အပင်များစိုက်ပျိုးခြင်းတွင်တဘာဝမြေဩဇာရေးပါဖို့စေဘဲဝင်အပင်များတွင် ပါဝင်သည့်ထူးခြားဂုဏ်သတ္တိရှိဓာတုဒရပောင်းပါဝင်မှုစမ်းသက်တွေ့ရှိမှုအားဆွေးနွေးပြောကြားခြင်းနှင့်တက်ရောက်လာသူများက ြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရှိရပါတယ်။အဆိုပါတင်တဲ့အလုပ်ယုံဆွေးနွေးပွဲကိုဇူလိုင်လ၁ရက်နေ့မှ၂ရက်နေ့ထိကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။